ကျမ်းဖတ်စစ်တဲ့ရေချောင်းတက်ခိုင်းမှုကြောင့်ရေထွက်ရွာရှိရတပ်ပြည်သူ၁၀၀ထိခိုက်ဒဏ်ရရှိပြီးမြို့သားတအူကသက်ဆုံးရှုံးရမန္တလေးမေလာရှိရနေမန္တလေးတိုင်းတပိတ်ကြီးမြို့နယ်ရေထွက်ရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့်အရတပ်ပြည်သူ၁၀၀ကထိခိုက်ဒဏ်ရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြည်ဝင်ခရိုင်ကယမန်နေ့နေ့လယ်ပိုင်းတွင်တရင်ထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြည်ဝင်ခရိုင်ကအမျိုးသားတအူးကတော့အသက်ဆုံးရှုံးသွားပြီးကျန်တဲ့သူတွေကတော့မစိုးရိမ်ရဘူးလို့ Repicot တရင်ဌာနကပြောပါတယ်။ယမန်နေ့နေ့လယ်12နာရီခန့်တွင်အဂျမန်စစ်တပ်ကတပိတ်ချင်းမြို့နယ်တောင်ချမ်းရှိရေထွက်ရွာကိုလေကြောင်းကနေတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီးအမျိုးသား9ဦးနှင့် မျိုးသမီး၃ဦးကထိခိုက်ဒဏ်ရာများရရှိခဲ့ကြပါတယ်။လာဒူမီလာ၅ရက်နေတွင်ကျန်ဖက်စစ်တပ်လောက်ကစုတတိဂျက်ဖိုက်တာစီကမိုကိုမျိုးအနောက်ပိုင်းရှိစင်ခွာကြီးရွာဘုံကြီးကျောင်းနှင့် AZD ကျောင်းတို့ကိုဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ဘုံကြီးကျောင်းဆောင်များကထိခိုက်ပျက်စီးခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကလေကျောင်းတိုက်ခတ်မှုအဖြစ်မလအတွင်းအချင်းပြည်နယ်တွင်၉ချိန် ချင်းပြည်နယ်တွင်၄ကျိတ်၊စကိုင်းတိုင်းတွင်53ကျိတ်၊မန္တလေးတိုင်းတွင်53ကျိတ်၊မကွေးတိုင်းတွင်36ကျိတ်၊ရခိုင်ပြည်နယ်တွင်16ကျိတ်၊အေရဝတီတိုင်းတွင်9ကျိတ်၊ပဲခူးတိုင်းတွင်22ကျိတ်၊ရှမ်းပြည်နယ်တွင်6ကျိတ်၊ကရင်ပြည်နယ်တွင်6ကျိတ်၊ကရင်ပြည်နယ်တွင်9ကျိတ်၊မွန်ပြည်နယ်တွင်6ကျိတ်နှင့်တနင်္လာရီတိုင်းတို့တွင်6ကျိတ်တို့ကိုပြုလုပ်ခဲ့ကြောင်းမျိုးသားညီညွတ်ရေးဆိုရလူခွင့်ဝင်ကြီးဌာနကပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ တတိထုတ်ပြန်ပါတယ်โอ้เอ่ออธิบายโอ้อ๋ออธิบายไวดงไวดงบ่ชาดิบ่ชาดิဟုတ်ဟုတ်ဟို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 နဲ့တင်ကြည့်တာဟဲ့ဟိုနဲ့ဟိုတော့အရှိတဲတဲက